မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆက်ပေးမှာကတော့ကဘာကျော် Yamaha Motif ရဲ့အတန်ကာလာတွေကိုစုစည်းထားတဲ့ Contact Library ပဲဖြစ်ပါတယ်သူလည်း Contact Library ဆိုပေမဲ့တတချင်းတွေကိုစုစည်းထားတာဖြစ်လို့ပထမကျွန်တော်ဗီဒီယိုလုပ်ခဲ့တဲ့ Code Chronos လို့ပဲဒီကောင်ကလည်းတစ်ခုချင်းစီခေါ်ခေါ်ပြီးတီးရမှာဖြစ်ပါတယ်အခုလောဆယ်ကျွန်တော်ခေါ်ထားတာကတော့ Full Grand ဖြစ်ပါတယ် နောက်တစ်ခုခေါ်ကြည့်လိုက်မယ်။ထုံးစံတိုင်းမှာ file out ကလုတ်ကိုနှိပ်မယ်။ဒီယမဟာ motor တဲ့ရောက်ရင်ခုန acoustic ပြင်လို့ခေါ်ပြီးပါပြီ။ဒီက electric ပြင်လို့ခေါ်ကြည့်လိုက်မယ်။ဒီတည်းကယမဟာ EPS ဆိုတာလေးကိုခေါ်ကြည့်လိုက်မယ်။ယမဟာ EPS ။ တန်လေးကတော့ယမဟာဆိုတဲ့အတိုင်းအပြစ်ပြောစရာမရှိပါဘူးဗျာတော်တော်လှပါတယ်နောက်တစ်မျိုးခေါ်ကြည့်မယ်ကျွန်တော်တို့ကီးဘုတ်ထဲကိုဝင်လိုက်မယ်ဂျီဒီယိုကလဗီကိုခေါ်လိုက်မယ်ဒီကောင်ကော့ခရိုဒနက်စ်ခိုင်းတော့လုံဒီမြန်မြန်လေဗျာ နောက်တစ်မျိုးခေါ်ကြည့်လိုက်မယ် electric organ pipe organ ဒါတွေမခေါ်တော့ကျွန်တော် acoustic guitar တွေကခေါ်ကြည့်လိုက်မယ် nylon mm. တစ်မျိုးတက်ခေါ်မယ်မီဂါစတီဆိုတာလေးတစ်ချက်ခေါ်ကြည့်လိုက်နောက်တစ်မျိုးသွားလိုက်မယ် electric guitar အဆုံးဟာလေးခေါ်ကြည့်လိုက်မယ်16 clean ဆိုတာ 16 clean နဲ့သူက fast wow နဲ့ရောထားတယ်ကနောက်တစ်မျိုး otter rocker ဆိုတော့ကိုကြည့်လိုက် overdrive guitar ရှိမယ် plug gas ဆိုတာခေါ်တည်လိုက်မယ် studio hub ဆိုတာခေါ်တည်လိုက်မယ် hub ဆိုတာ sound လား ဆိုတော့အတန်လေးတွေကတော့အကုန်လှပါတယ်ဘဲပါမင် orchestrate base step base sin base sin lead sin lead တွေကတိတ်ဆုံးအောင်ပဲခေါ်ကြည့်လိုက်ပါ ဟာကတော့ကော့တိုရိုနယ်ဒိုတိတ်မကြံငေါနုတာများတယ်ဒီငေါလေးခေါ်ကြည့်လိုက်မလိဒီက string ခေါ်ကြည့်မယ် string လေးလာလာလို့ bass string Thank you. စတရင်တန်လေးရတော့လှပါတယ်စင်စတရင်ဖလုဖလုတွေကခေါ်ကြည့်လိုက်မယ်ယူယူဖလုလေးပဲခေါ်ကြည့်လိုက်မယ် trunket တွေရော percussion တွေရော sound effect တွေရောအများကြီးပါပါသေးတယ်။ဒီတည်းကကျွန်တော် simplex ဆိုတာလေးပဲခေါ်ကြည့်လိုက်တော့မယ်။ပုံစံဟာလေးပဲခေါ်လိုက်မယ်။ဒါ you breast of move simplex ူတော်ဘမခရိုနော့စ်တော့ဖိုင်ဆိုင်မကြည့်ဘူးကာလာလည်းအဲ့လောက်တော့မများဘူးစုံတော့စုံတယ်ကျွန်တော်စမ်းတက်ပြီးတော့တွင်းကြည့်တာအတန်လေးတွေကောင်းတာလေးတွေ့ရင်မိတ်ဆွေတွေကိုမျှဝေတာပါဟောစတူဒီယိုတွေအတွက်တော့စောင့်ထားတဲ့ content library တွေတခုဖြစ်ပါတယ်သိကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်